ါတော့ကျွန်တော်ပရိသတ်တွေတခုပြောချင်တာကကျွန်တော်ဝမ်းမသွားကစားဖို့ရှိတယ်ဒါပေါ့တရားဝင်လဲကျွန်တော်ဒါကမ်းလှမ်းမှုတွေရခဲ့ပြီပေါ့ဝမ်းကလည်းတရားဝင်ကမ်းလှမ်းမှုတွေရပဲပြီတော့ဒါပေမဲ့အချိန်ဘယ်ခါဖြစ်မလဲတော့ကျွန်တော်တော့မသိဘူးပေါ့ဟိုဆိုလုံးတော့မှသူအသက်ရနေတော့လေးရတော့ကျွန်တော်လည်းဒါဟိုတဲမတ်ချန်ပီယံဖြိုးတော့ထီတော့ကျွန်တော်မမျောလင်းတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကအဲ့မှာဘယ်လိုဖြစ်ဒီပရိုမိုးရှင်းမှာထိုးဘူးထိုးဘူးတဲ့ပုံစံကတခါတော့တပွဲလောက်တော့ထိုးခြင်းအဆင်ပြေလဲကျွန်တော်ဆက်ထိုးအောင် ဝိုင်းနေအောင်လည်းမရကြဘူးပေါ့သူတို့မှတော့ခွန်ဆက်ခွန်ဝိုင်းရအကြီးဆုံးလားမသိဘူးကျွန်တော်ကတော့တွိုင်းတော့အဲ့ဒီဝိုင်းမှာတော့ကစားမှာအဲ့ဒီဝိုင်းမှာတော့ကစားဟမ်းမှာကျွန်တော်ကအဲ့လိုအရက်အကောင်ကြီးအရင်မြင်နေမှာကစားမှာပေါ့ဟုတ်ဒါတော့ကျွန်တော်ပရိသတ်တွေတခုပြောချင်တာကကျွန်တော်ဝမ်းမသွားကစားဖို့ရှိတယ်ဒါပေါ့တရေဝင်လဲကျွန်တော်ဒါကမ်းလမ်းမှုတွေရခဲ့ပြီပေါ့ဒီမှာကနေတရေဝင်ကမ်းလမ်းမှုတွေရပြီပေါ့ဒါပေမဲ့အချင်း ဘယ်ကဖြစ်မလဲကျွန်တော်မသိဘူးပေါ့အဲကျွန်တော်ကျွန်တော်ကျွန်တော်တော့အကောင်းဆုံးကြိုးစားနေတယ်ဒီအခုဒီ6လပိုင်းပွဲပြီးနောက်ပိုင်းဖြစ်ဖြစ်ဖို့ဖြစ်လာဖို့များတော့ဟုတ်ဘာလို့ဆိုတော့ကျွန်တော်ကျွန်တော်ဟိုအူဆိုးလုံးတော့မှသူအသက်ရွယ်နေတော့လေးရတော့ကျွန်တော်လည်းဒါဟိုတဲမတ်ချန်ပီယံဖြစ်လို့တိတော့ကျွန်တော်မျိုးလင်းတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကအဲဒီမှာဘယ်လိုဖြစ်ဒီပလိုမိုရှင်မှာထိုးဘူးထိုးဘူးတဲ့ပုံစံကတခါတော့တပွဲလောက်တော့ထိုးခြင်းအဆင်ပြေလဲကျွန်တော်ဆက်ထိုးအောင်အဆင်မပြေဟိုပြန်ဆက်ထိုးပေါ့ဒါတော့ပရိသတ်တွေကတော့ကျွန်တော်ဝမ်းမှာတော့တကယ် မြင်ရဖို့ရှိတယ်ပေါ့ဆိုတော့အခုကျွန်တော်တို့နဲ့ကျွန်တော်လည်းပြောရတဲ့အခြေအနေလည်းရှိတယ်ပေါ့ရှိရတဲ့အခြေအနေရှိတယ်ပေါ့အခုကတော့ကျွန်တော်ဒီလုံအောင်ဒီဝိန်းနဲ့ဝိန်းနဲ့မရတယ်ပေါ့တို့မှတော့80ခွန်ဝိန်းရအကြီးဆုံးလာမယ်ကျွန်တော်တို့ကတောင်းရင်တော့အဲ့ဒီဝိန်းမှာတော့ကစားမယ်အဲ့ဒီဝိန်းမှာတော့ကစားရင်တော့ကျွန်တော်ကအဲ့လိုအရက်အကောင်ကြီးအရင်မြင်တယ်ပဲကစားပေါ့ဟုတ်လက်ရှိရတော့ဟာ85တော့ရှိတယ်လက်ရှိရတော့ဒါပေမဲ့ဒီကျွန်တော်ရှစ်လပိုင်းပွဲမှာတော့ကျွန်တော်ဒါဝေးစားပြီးကစားမှာပေါ့အဲ့ဒီပွဲပြီးလို့ရှိရင်ကျွန်တော်တခြားပြိုင်ပွဲတွေရှိလာမှာဆိုလို့ရှိရင်တော့ ကျွန်တော်ဒီဝေးချပြအောင်အခုကလေးကတော့ကျွန်တော်ဒီပွဲတွေကတော့ဒီဟိုသိရတဲ့အချိန်ကျွန်တော်ဒီမန်လေးကလေးနေနေကျွန်တော်တို့ဒီအခုလူဝင်ကလည်းလေ့ကျင့်ခံမလို့ဖြစ်တော့ပုံမှန်ဆိုတော့လေ့ကျင့်ခံရတော့ပုံမှန်လို့ဖြစ်တော့အခုကတော့ဒီဟိုနေဖြစ်တော့ပြဿနာကပုံမှန်လေ့ကျင့်ခံတင်းလို့ဖြစ်ကျွန်တော်တို့ဒီကျွန်တော်တို့ဒီအလှူလွှဲနေရမှာပေါ့ဒီအရင်ကကျွန်တော်ငလေးလေးသွားတော့နောက်ပြီးဆိုကျွန်တော်တို့ဆို6ရက်ထိကြာပါတော့ပထမကျွန်တော်တို့300မှာတည်ပြီးတော့ကျွန်တော်လူလာမှာဒီမှာအလှူခံတာပဲ300ရပြောတာ လေရတခါကျွန်တော်ဖြူရင်းလူရင်းနဲ့မှဆန့်ကျွန်တော်ဆန့်အိတ်200ကျော်ရတယ်ပြီးတော့ရေတန်းကတ်တွေ900ကျော်ပြီးတော့တခြားဟိုပစ္စည်းတွေအများကြီးရတော့ပြီးတော့ကျွန်တော်လှူရင်းလူနဲ့မှဆန့်သိ1000နီးပါတော့ရှိပါတော့ပေါ့အဲဆိုနေ့တိုင်းကျွန်တော်လှူနေတွေ့ရတချို့လူတွေကဟိုနိုင်ငံခြားအဓိကနိုင်ငံခြားကအလှူရှင်တွေများတော့ပေါ့အမေရိကတို့ကျွန်တော်တို့မြန်မာပြည်သားပေါ့အမေရိကတို့ဒီအော်စီးရီးယားတို့ကျွန်တော်တကယ်ချင်းမိတ်ဆွေတွေဒါတို့လည်းရန်ကျေးဇူးတင်တော့တို့ဆိုအများကြီးလှူပေးရတော့ဖောင်ဒေးရှင်းကြတော့ကျွန်တော်ပြန်ပြန်ဖောင်ဒေးရှင်းဖောင်ဒေးရှင်းကြတော့တကယ် ျွန်တော်ဟောမလို့ခြင်းပေါ့ဒါဒီဥစ္စာမလို့လို့ကျွန်တော်လည်းမတကယ်လည်းမအားဘူးအခုလို့ဖြစ်လို့ကျွန်တော်လှုပ်လှုပ်ထွင်းရတာပေါ့အကူညီခွင့်ရတာပေါ့တကယ်ကျွန်တော်အလုပ်နေတာကျွန်တော်ရှုံတော့ပေါင်လင်းချင်းဆိုရင်ကျွန်တော်အဲ့လောက်ကောင်ဟိုလှုပ်လို့ကြတာကောင်အဲ့လောက်ရှုံမကန်းတာအဲ့ကြောင့်ကျွန်တော်ပေါင်လင်းချင်းတော့မထောင်းဘူးတကယ်လို့တကယ်လို့ကျွန်တော်တို့ကပြင်ပြလိုက်တာကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်မှရှိသေးဥစ္စာလည်းကျွန်တော်ရောင်းမလှူဘူးမလေးဘူးဒီငငယ်လေးရတယ်ဘူးပရိုက်တာဆိုင်အပြေဝါရှိတော့ဒီကျွန်တော်တို့အသက်ရုပ်ငယ်လေးရပရိုက်တာတွေအများကြီးလုပ်ခဲ့ဘူးကျွန်တော်ဆိုရင်ဒါငယ်လင်းပေးဖို့ရေးပေး ဟိုဘကူတိုင်းရီဟိုအရာဝတီတိုင်းရီပဲကျွန်တော်တို့စားလူပဲအလူလန်းလို့ဘယ်တော့မှမကုန်ဘူးကွာကိုစီကကိုစီဘွားဥစ္စာဆိုရင်ဘယ်တော့မှမကုန်ပါစရာအလူလန်းတာမရလို့တကယ်ဟိုဒါလူရယ်ဆိုတာလည်းဟိုအားလို့လှူလိုက်ဖို့ကျွန်တော်ပြောတာမဟုတ်ကိုရဲ့လုပ်ငန်းကဟိုအမြတ်ငွေလားဘယ်လောက်ပဲဆန်နေကိုလှူမလဲဟိုဒါကတော့ဒါဆုံးဖြတ်တာလည်းမဟုတ်ကျွန်တော်တို့ဆိုတာကျွန်တော်လက်ဝိတ်ထုံမဆိုရင်ဟိုတန်ပါဆိုင်ကကျွန်တော်မရှိစင်ရတာကိုပေးအောင်ကျွန်တော်ဆိုတာလက်ဝိတ်စင်မော်ဟိုပွဲတိုင်းပွဲတိုင်းကျွန်တော်ထိုးမဲဆိုလို့ရှိရင် ျွန်တော်လူဗင်နယောက်ကိုထမင်းကျွေးမှာပေါ့ဒီပွဲပြီးရင်တကယ်လဲကျွန်တော်ဒီပွဲပြီးတာနဲ့မရှိစင်တာရောင်း20 100ဆိုတရားကျွန်တော်တို့ရောမဟုတ်လို့တခြားလင်းရမှာကျွန်တော်တွေ့ကြည့်ကြရတချို့တချို့အရင်တော့အလှူတွေကျွန်တော်ဆိုတိတ်မတင်မတင်တာကဒီကျွန်တော်တို့ကဒီ Facebook ကျွန်တော် ကတိတ်ဝင်နေမတုံးတော့ဘူးတော့ဒီတချို့အလှူကနေရတော့လဲသူတို့မတင်ဟိုအခုခေတ်ရတယ်တင်မှာပဲမတင်ဘူးဆိုကိုပဲဒီပစံကိုစားလိုက်တာပါလားအဲ့လိုလဲဖြစ်ခံရမှာကြောက်အဲ့ကြောက်လှူတဲ့ပစံနဲ့တန်းတန်းဆိုကျွန်တော်တင်ပြတကယ်ကျွန်တော်လှူတဲ့ပစံဆိုကျွန်တော်လုံအောင် ါမတင်ဘူးကျွန်တော်တင်ခဲ့ဘူးလို့ဆိုတော့တခုပဲရှိတယ်ကပတ်ကပတ်တော့မှမတူကျွန်တော်လူရဲ့ကျွန်တော်တို့ကျွန်တော်တို့ကိုယ်ဝဲတဲ့ပါလာမှာဆိုတခုတော့ရှိတော့ညာဘကလူရင်ဘယ်ဘကတော့မသိနေတော့အဲ့ဒီအဲ့ဒီဟိုဟိုလက်ယူစကားရှိပါဆိုတော့တဖက်လူရဲ့ဟိုနေလည်းရှိတယ်ဆိုတော့အဲကျွန်တော်တို့ဒါကျွန်တော်တို့ကအဲ့လိုလူရင်တော့အဲ့လိုမသိရဘူး ကျွန်တော်အနည်းဆုံးပြောရတော့တကယ်၈လပိုင်းရှိရပေါ့၈လပိုင်းမှာကျွန်တော်ဝယ်ဟိုယုံထီလာအပြီးအများအားအစဉ်ဆက်အားပေးနေပရိသတ်တယောက်ချင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တကယ်ဒီဒေနဲ့ကိစ္စပြောဘယ်လိုလဲကိစ္စမကျေနပ်တဲ့ကျွန်တော်အားပေးတဲ့ပရိသတ်တွေလည်းကျွန်တော်တကယ်ကျွန်တော်အကောင်းဆုံးကြိုးစားတော့ကျွန်တော်မြန်မာပြည်တော့ကြိုးစားနေတာပေါ့ကျွန်တော်ဒီမြန်မာကစားသမားအများကြီးမြန်မာပြည်ကိုတာဝန်ကြီးခြင်းနဲ့ကျွန်တော်လဝိနာတဲ့အထိချန်ပီယံဝယ်ဟိုဆက်လက်ထိန်းသွားခြင်းတော့ကျွန်တော်တကယ်လာယူတဲ့အချိန်ကြရင်တော့တခြားကစားသမားအဲ့တော့လူငယ်တွေလူငယ်တွေလည်းတက်လာလို့ရှိရင်ဒါအားမငယ်တော့ကြိုးစားရင်ဘာမှမဆိုဖြစ်နိုင်မှာပေါ့ ကျွန်တော်ဆိုအသက်20နှစ်နဲ့ချန်ပီယံဖြစ်တော့အဲကြောင့်အကောင်းဆုံးလေးကြိုးစားဖို့ပရိသတ်တွေတယောက်ချင်းစီကျွန်တော်အခုလက်ရှိအားပြီးတော့ပရိသတ်အားလုံးလည်းကျေးဇူးတင်